ဆီယမန်တင်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်းမောင်းပြုံးချူစာအုပ်မှာအစွန့်လိုအမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။ဦးလေးဦးလေးအိပ်ပျော်နေသော မောင်းပြုံးချူကိုတရုတ်ကာပြားကလေးမောင်ညွန့်ကလာနှိုးလေ။ဟေးဘာလဲဟာမြင်း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 ဟာဘာလဲဟာဇဝနာကြီးရန်ကုန်ထွက်မလို့တဲ့ဇဝနာဆိုဒီမှာ မောင်ပြုံးချူတို့မြို့မှာတစည်းသေးသောကုန်တင်မော်တော်ကားကြီးဖြစ်ပါတယ်။မောင်ပြုံးချူတို့မိတ်ဆွေကြီးဟာတာဝိဇာဇဝနာမဟုတ်ပါ။မောင်ပြုံးချူဟာထိုတရင်ကိုကြားတော့ခါဂရိုက်ကြရင်အိယာမလူးလဲထတယ်။လွယ်ဤသေးတွင်အင်ကြီးတထဲနဲ့လုံကြီးတထဲကိုထည့်လိုက်ပြီးနောက်မောင်ညွန့်စီးလာသောစပိန်ကိုစီးကာလမ်းကြိုလမ်းကြားကိုဖြတ်၍ဇဝနာကြီးစောင့်နေရာမြို့ပြင်သို့တုတ်ခဲ့ရပါတယ်။ မောင်ပြုံးချိုကိုမြင်ကြတော့မြို့သူမြို့သားတို့ဟာအံ့ဩငေးမောနေကြလေတယ်။သူတို့ကမောင်ပြုံးချိုအိမ်တွင်မရှိဟုထင်နေကြတယ်။မနေ့ညကပြန်ရောက်နေသည်ကိုညီသူမျှမသိကြ။မောင်ပြုံးချိုရောက်လျင်ဇဝနာကြီးထွက်လေတယ်။ဇဝနာကြီးပေါ်တွင်ပဲအိတ်တွေပြည့်ကျက်နေတယ်။ထိုပဲအိတ်များပေါ်တွင်မောင်ပြုံးချိုတို့ထိုင်ကြရလေတယ်။မောင်ပြုံးချို၏ယုံမှခยีသွားယုံစီလူလင်နှစ်ယောက်ကိုလည်း ကားပေါ်တွင် တွေ့ရတယ်။သူတို့ဟာမောင်ပြုံးချိုကိုမြင်သောအခါမျက်နှာပူသလိုလိုအားတောင်အားနာဖြစ်နေကြလေတယ်။သူတို့လက်ထဲတွင်တယ်လီဖုန်းချိုးဂွေတွေကို မြင်ရတယ်။သူတို့ဟာတပိတ်မှောက်နေကြရာမှာတပုံအုတ်ချုပ်ရေးအဖွဲလက်အောက်တွင် ပြန်လည်ဝင်ရောက်လုကင်နေကြခြင်းဖြစ်လေတယ်။အစိုးရလက်ထက်ကငွေတရာလင်း35ချက်လျှော့ရာ သူတို့လက80ကျော်ထဲမှာ30ကျော်ကျော်အလျှော့ခံရ၍ တပိတ်မှောက်သူများဖြစ်ကြလေတယ်။ဘဲ့နယ်လေခမားတို့ဝင်လုံနေကြပြီလား။မောင်ပြုံးချူကမေးလိုက်ပါတယ်။ဟုတ်ကဲ့။လကရရဲ့လား။စံတအိတ်နဲ့ငွေ20ရပါတယ်။ခမားတို့လက80ကျော်တဲ့က30ကျော်ကျော်လောက်လျှော့ပြီး80လောက်ရတော့ငါတော့တပိတ်မှောက်တယ်။အခုစံတအိတ်နဲ့ငွေ20တဲ့ပြီးတော့ဘာဖြစ်လို့လှမ်းတယ်လဲ။ကားပေါ်တွင်ပါလာသောကုံတဲတယောက်ကမေးလိုက်လေတယ်။ သူတို့နှစ်ယောက်ကအပြေမပေးဟာအခုမှောက်လို့ပဲဖြစ်မလဲဗျကိစ္စများသွားမှာပေါ့ကြားလူတစ်ယောက်ကဝင်ဖြေလိုက်ရာသူတို့နှစ်ယောက်ကပြုံးနေကြလေတယ်။ကိုင်းတော်လန်းကလည်းကြမ်းပါပြီတယ်။ခလုတ်ကသိန်းပေါ်တွင်ဇဝနာကြီးသည်ရိမ့်ထိုး၍လိုက်လာလေတယ်။နောက်ဆယ်ရက်ခန့်ကြာ၍မိုးဖြိုင်ဖြိုင်ကျလျင်ကားမောင်းနိုင်တော့မည်မဟုတ်ရှုံအလိန်လိန်ကတ်နေပြီးတော့မယ်။အချို့ဂျိုင်းကွက်များတွင်လည်းရေတွေနဲ့ဖွေးနေလေတော့မယ်။ လွန်ခဲ့သောနှစ်ရက်လောက်ကမိုးသေးသေးရွာထားသဖြင့်လမ်းသည်ပို၍ဆိုးနေလေတယ်။ခါတိုင်းတနာ ਈ လောက်သာမောင်းရသော ထမ်းမင်ကုန်းရွာသို့တနာ ਈ ခွဲသာသာမောင်းမှရောက်တယ်။ထမ်းမင်ကုန်းတွင်ခိတ္တရရွေဆက်လက်မောင်းနေလျာတစ်တော်ဘိုးယုံနှင့်တစ်ကွက်အင်းတို့ရောက်လာလေတယ်။ထိုတစ်ကွက်တွင်ရှိသောကျွန်းတစ်တုံးများကမရှိတော့ပြီ။အနီးအနားရွာများမှလှဲကြီးလှဲငယ်အသွေးသွင်းနေ လာရောက်တိုက်ယူသွားကြလိမ့်မည်။တစ်တုံးများကုံသည်ဤအစုံ၌ဘိုးယုံကြီးကိုဖျက်ယူကြတယ်။အခိုင်အခန့်ဆောက်လုပ်ထားသောဘိုးယုံကြီးပျက်စီးယိုယွင်းလျက်ရှိလိမ့်မည်။ဟောကျွန်တော်အိမ်ကပထမအင်္ဂလိပ်ပြည်တော်ကတိုင်ထူတယ်။နောက်ဂျပန်ပြည်တော်ကျန်းခင်းတယ်။နောက်တစ်ခါခေတ်ပြတ်တော်ထရန်ကာပီးပေါ်ပြလို့မောင်ပြုံးချူတောသွားစဉ်ကတစ်ဖက်လောက်တိုင်လုံးကြီးတွေနဲ့ကျိုးတို့ကျဲတဲ့သာခင်းထားတယ်။ မပြီးသေးသောအင်ကြီးရှင်တဦးကပြောဘူးတာကိုသတိရပါတော့တယ်။အင်းဒီလူကြီးတော့အခုလောက်ရှိ သူ့အင်ကြီးကို ကျုံးခွဲသားပြင်တွေနဲ့ထင်ရန်ကာနေရောပေါ့။တိတ်ဆိုးတဲ့လူတွေပဲဗျာ။တစ်ကွက်ကတစ်တွေယူလာတော့ထားပါတော့။ဘိုးတဲကြီးဖျက်ယူလာတော့မကောင်းပါဘူး။ကားပေါ်တွင်ပါလာသူလူတစ်ယောက်ကပြောလေတယ်။ဒီထမ်းမင်ကုန်းကလူတွေကိုစိုးပါတယ်။ဘာဗျ။ဒီဟာထမ်းမင်ကုန်းကလူတွေလုတာမဟုတ်ဘူးဗျ။ အင်းဘုတ်ကုန်းတို့သဲတော်တို့ကညင်မင်းတို့ကလူတွေညာကြီးလာပြီးဖျက်ယူလားဗျအရန်မပြောပါနဲ့ကားဝေါ်တွင်ပါလာတော့ထမ်းမင်ကုန်းကလူကရန်တွေ့နေလေတော့တယ်မကြာမီ အင်းဘုတ်ကုန်းတို့ရောက်လာလေတယ်မိုးရင်းအခါလှေစိတ်ဖြစ်တယ်ယခုတော့၆ကက်လျက်ရှိတယ်အလိုဘာအိတ်တွေပါလဲတဲကလေးတစ်ခုရှိတွင်မြင်မသောအိတ်ပုံကြီးကိုတွေ့ရလေတယ်ဘာရီလေးဗျတယောက်က အိတ်ပုံကြီးကိုမေးငော့၍မေးလေတယ်ဆန်အိတ်တွေလေအစိုးရဆန်အိတ်တွေပေါ့တဲ့အိတ်30နဲ့ရောင်းနေတာတွေငွေရှိတဲ့လူတွေကသိမ့်ဝယ်နေတာပေါ့အခု12ချက်ဖြစ်သွားပြီကြားတယ်12ချက်လဲတော်သေးတာပဲအင်းရတဲ့လူတော့ပွားတာပဲဟေးမပွားနဲ့ဆရာတော်တော်ကြာပြန်လာရင်မဆက်စားဘူးလူတစ်ယောက်ကတရုတ်တန်နဲ့ဝင်ပြောတယ်သူတို့အချင်းချင်းပြောဆိုနေတာကိုမောင်ပြုံးချိုနားထောင်နေမိတယ် ဘာမှတော့ဝင်မပြောရဲ။လမ်းမေးတွင်ရှိလေကွင်းထဲတွင်လည်းအိမ်သစ်တွေတိုးနေလေတယ်။အကွက်ကြကြဆောက်လုပ်ထားခြင်းတော့မဟုတ်။တချို့အိမ်ကရှေ့ရောက်တယ်။တချို့အိမ်ကနောက်ရောက်တယ်။အချို့အိမ်ရာကကျဲတယ်။အချို့အိမ်ရာကကျင်းတယ်။ကြည်စမ်းပါဦးဗျာ။မြေယာမရှိတဲ့လူတွေစောက်ချင်တဲ့နေရာမှာစောက်နိုင်နေဆိုတာနဲ့လေကွင်းထဲထွက်ပြီးသူ့ထက်ကစောက်ကြတော့တာပဲ။လေရှင်တော့ဒုက္ခပဲ။တယောက်ကစကားဆပေးတယ်။အေးဗျာ။ ညရာပေးရင်လဲစနစ်တကျပေးရင်တော်ပါသေးရဲ့အခုတော့ဟိုတိန်ဒီတိန်နဲ့အခြားတယောက်ကပြောလေတယ်အင်းဘုတ်ကုန်းမှဆ ảy လမ်းမကျန်တော့ပါမြင်းဒီလမ်းကလေးအတိုင်မောင်းရပါတယ်ထိုနေရာတွင် ခရီးသွားရုံးစီလူလင်နှစ်ယောက်စင်းကြလေတယ်သူတို့ဟာထိုနေရာမှမြို့အထိခြေချင်းရှောင်းရင်လာလန်းအတိုင်ပြန်၍တယ်လီဖုန်းကြိုးတွေကိုစမ်းသက်စစ်ဆေးသွားရမည်ဖြစ်တယ်အစာပြေစားရန်ကောင်းကျင်းတို့သုံးလို့စီ ူတို့လွယ်အိပ်ဘေးတွင်ချိတ်လာလေတယ်။သူတို့ဘဝကမတက်တာလှ။မင်းလာတို့ရောက်တော့အခါနနက်စိန်နာရီကန့်ရှိပြီ။ထမင်းကလည်းစာလာတယ်။မောင်ပြုံးချိုဟာအိမ်ငယ်ကလေးတစ်ခုထဲတွင် အောင်းနေရရာအပြင်သူလည်းထွက်မစားရဲ။သူ့ကိုအညှိုးထားသူများနဲ့တွေ့နေလျင်ခတ်ချိတ်မယ်။လမ်းမတွင်လည်းအလံတွေတလူလူနဲ့မော်တော်ကားအမျိုးမျိုးပြေးလွှားနေတာကိုတွေ့ရတယ်။အတန်ကြာမှမောင်ညွန့်လာပို့သောခောက်ဆွဲကို လက်ဖက်ရည်ချမ်းနဲ့မျောက အစာဖြေလေတယ်။ဇဝနာကြီးကလည်းကုန်တင်ကုန်ချလုပ်နေသည်မှာတော်တော်နဲ့မပြီးနိုင်။ပဲအိတ်တွေကိုချ၍ငရုတ်သီးအိတ်တွေကိုတင်နေလေတယ်။နာယီပြန်တစ်ချက်လောက်ကြာမှကုန်တင်၍ပြီးသွားတယ်။ကားထွက်ခါနီးသောအခါမောင်ပြုံးချိုကိုလာခေါ်ကြတယ်။သူသည် ကားပေါ်ရှိငရုတ်သီးအိတ်ချားတွင်ပုနေရလေတယ်။နေကလည်းပူလာတယ်။ငရုတ်သီးကလည်းမှွန်လာတယ်။ကားထွက်သောအခါကြာမှလေခတ်သဖြင့် အနှင်းငယ်တက်သားလေးတယ်။တလန်းလုံးတထိတ်ထိတ်နဲ့လိုက်လာရတယ်။သို့တော်တကလက်အုတ်ထုပ်ဆောင်၍ညမှန်တက်ထားသောမောင်ပြုံးချူကိုလမ်းတွင် တွေ့သူတို့ကထောင်ကဲဟုခေါ်ကြတယ်။အလူခံတွေကလည်းလမ်းတစ်လျှောက်လုံးပေါများပါပြီ။အချို့ကပြတ်နေသောတံတားကို ပြင်၍အလူခံတယ်။အချို့ကမြေကလေးကိုညှိ၍အလူခံတယ်။အချို့ကလမ်းကလေးကို ချော၍အလူခံတယ်။အချို့ကလည်း ချိုသာသောမျက်နှာထားနဲ့အလှခံတယ်။အချို့ကလည်းမျက်နှာထားတင်းလာတယ်။တကဘာလုံးသူ့လှုပ်ကျွေးရသောမျက်နှာထားမျိုးနဲ့တိုက်ကြီးတွင်တညအိပ်ပြီးခရီးဆက်ကြပြန်တယ်။အလှခံများနဲ့ကမလွတ်ပါ။ယမန်နေ့တုန်းကလိုပင်မကြာခဏတွေ့ရပါတယ်။နေ့လေတနာ yı ခွဲခန့်တွင်အစိုးရနေနဲ့သဘုံနေကြတို့ရောက်လာကြတယ်။ဒီလူတွေတိတ်ဆိုးတဲ့လူတွေတတ်တတ်မဲ့ငွေညှစ်နေတာ။ကားပေါ်ပါလာသူတယောက်ကပြောလိုက်လေ ဒါကိစ္စမရှိပါဘူးတီချက်နီချက်ပေးရလာပဲဟိုဘက်ကြတော့လဲပေးရမှာပဲအနည်းတွင်ရှိသောတရုတ်ကမခံကျင်သလိုလက်ဟန်ချေဟန်နဲ့ပြောလေတယ်သူစကားကိုကြားသောအခါအားလုံးငြိမ်နေကြလေတယ်ရန်ကုန်သို့ရောက်သောအခါနှစ်နာရီထိုးပြီရွှေရောင်တွေနဲ့ဝင်းနေသောစံတော်ရှင်ကို အဝေးမှဖူးရတယ်စိတ်ကြည်နူးစရာကောင်းပါပြီမြို့ရင်းသို့ရောက်လာပါပြီမောင်ပြုံးချိုရဲ့စိတ်ဟာ လေကဲ့သို့ပော့သွားလေတယ်။တဲအိမ်တို့ရောက်တော့ခါဂရိုက်ကရိုက်ရေမိုးချွေ၍ရုပ်ရှင်ယုံတို့ပြေးလေတော့တယ်။လမ်းမကြီးပေါ်တွင် ကားတွေရှုပ်ရှက်ခတ်နေတယ်။စပယ်ယာတို့ဤခေါ်တန်းအော်တန်များကိုလည်းစူညံစွာကြားနေရပါပြီ။ရုပ်ရှင်ယုံနားတွင်လူတွေကြိတ်ကြိတ်တိုးနေကြလေတယ်။ထိုနေရာတွင် မောင်ပြုံးချိုဤမိတ်ဆွေများကိုတွေ့ရလေတယ်။သူတို့သည် အာရဝမ်းသာနှုတ်ဆက်ကြကုန်တယ်။အမလီဗျာခမားတို့ကိစ္စချောပြီထင်တာ။ ဟင်ခမရဘဲနဲ့လစ်လာတယ်လဲအိုက်စေးငွေတိုက်ကငွေတွေယူလာရင်ဟိုတယ်မှာထမင်းကျွေးပြခမရပုံမှန်ငါးနဲ့အဖမ်းခံရတယ်ဆိုအင်းခမရအဲ့ဒီလိုမိုက်ကန်းကန်းချက်ချက်လို့ဒုက္ခများလိမ့်မယ်အခုခေတ်ကဒီလိုမရဘူးဗျညာနေရတယ်တယောက်တစ်ပေါက်နှုတ်ဆက်ရင်ထင်တာတွေကို ပြောနေကြလေတယ်မောင်ပြုံးချူယုံနေသူရောက်တော့လဲတော်တော်နဲ့ရုပ်ရှင်မပြသေးတယုံလုံး လူမျိုးစုံနဲ့ပြည့်ကျက်နေလေတယ်။နှကန်းနေနေပါနေနေတွေကိုလည်းတွေ့ရတယ်။ဇုံရဲတွေကိုလည်းတွေ့ရတယ်။ဥကောင်းပေါ်မှာပန်ကာဟာတဝီဝီလဲနေလေတယ်။မောင်ပြုံးချူဟာရေခဲချောင်းကိုစုပ်ရင်းလူတို့ပြိတက်ကြီးကိုကြည့်နေလေတယ်။ရေခဲပေါက်စီကိုမှ မှန်အောင်မစားရသည့်အရက်မှ ရောက်လာကစားမောင်ပြုံးချူအဖို့ရေခဲချောင်းဟာနှက်တုတ်တာမြည်တယ်။မောင်ပြုံးချူဟာစိတ်အေးချမ်းစွာထိုင်နေရင် တတိရလာလေတယ်စိတ်ပူပန်နေမဲ့အိမ်သူအိမ်သားများတထိတ်ထိတ်တလန့်လန့်ဖြစ်နေကြရတယ်သူ့မြို့နယ်မှာလူအများကြေးရွာအများတောင်သူလေသမားများသူ့အတွက်စိုးရိမ်နေကြတယ်ကြံရစ်သူမိတ်ဆွေများသူတို့ကိုလည်းသူ့ဘေးတွင် ရောက်ရှိနေစေလိုတယ်သူကတော့လွတ်ရာကျွတ်ရာရောက်နေပါပြီကြံရစ်ခဲ့တဲ့လူအများမှာတော့မိမိနှစ်သက်သော ခဲပွေဘောစဉ်ကိုတုံးဆောင်ရသောခဏ၌ချစ်တော်သူကို ပတိယမြေတီလောကနီတီရောင်ကြီးတဲ့1949ဇူလိုင်နှစ်ဆ ਿਆ မန်းတင်ဤဒုတိယကျင်းထွေသောမြို့ပိုင်မောင်းပြုံးချူစာအုံးမှာအစွန့်လို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်။